ဒီမိုကရက်တစ်မြန်မာအတန်တီဗီဗီရဲ့အော်တိုဘားလ15ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့အားကောင်းတဲ့ရွေးကောက်ပွဲဖြစ်လာမယ်လို့ NCA 10နှစ်ပြည့်ပွဲမှာစစ်ကောင်းဆောင်ကပြောလိုက်တဲ့သတင်း။ပုဂ္ဂလိကကန္တာကအလုသမားတွေကိုထောက်ပံ့ခြင်းတရက်တထောင်ချက်ပေးဖို့အမိန်ထုတ်လိုက်တဲ့သတင်းနဲ့ကပ္ပရှင်စည်းနဲ့ပြည်တွင်းရှင်စည်းစံချိန်တင်မြင့်တက်လာတဲ့သတင်းတွေနားဆင်ကြရမှာပါ။ လာမယ့်ဒီဇင်ဘာမှာပြုလုပ်မယ့်ရွေးကောက်ပွဲဟာတော်တော်အားကောင်းတဲ့ရွေးကောက်ပွဲဖြစ်မယ်လို့အာနာသိန်းစီခေါင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကပြောပါတယ်။နေပြည်တော်မြန်မာပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဘူဌာနတက် MICC ဝါမှာအောက်တိုဘာ15ရက်ဒီကနေ့ပြုလုပ်တဲ့တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ် NCA ဆယ်နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားမှာအဲ့လိုပြောကြားခဲ့တာပါ။စစ်ကောင်းဆောင်မင်းအောင်လှိုင်ကဘယ်လိုမှမဲမတမာမှုလုပ်နိုင်စရာအကြောင်းမရှိပါဘူးကြိုတင်မဲကိုလည်းကန့်တတ်ချက်မျိုးစုံကျွန်တော်တို့လှုပ်ထာ ားပါတယ်။ဒါကြောင့်ဒီဟာတော့ရွေးကောက်ပွဲကတော့အောင်မြင်တဲ့ရွေးကောက်ပွဲဖြစ်နိုင်တယ်လို့ပြောပါတယ်။ရွေးကောက်ပွဲဝင်မဲ့ကိုစလေလောင်းတွေအနေနဲ့အတန်းပညာနဲ့ပတ်သက်တာတခြားညီစွမ်းနာတွေတွေ့တဲ့အခါမှာအပြောင်းလဲရှိနိုင်မယ်လို့လည်းသူကပြောပါတယ်။ဒါပြင်ရွေးကောက်ပွဲကို၃ချိန်ပြုလုပ်သွားမှာဖြစ်ပြီးပထမအချိန်မှာ၁၀၂မြို့နယ်ဒုတိယအချိန်မှာမြို့နယ်ပေါင်း၁၀၀ကျန်မြို့နယ်တွေကိုတော့တတိယအချိန်အနေနဲ့လုပ်မယ်လို့ဆိုပါတယ်။ ဆီယာနာရှင်တင်ပမဲ့အတုအယောင်ရွေးကောက်ပွဲကိုအတိအမှတ်မပြုဖို့အရက်သားတွေအပေါ်စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကနေအကောက်အွယ်ပေးဖို့နဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေလူမျိုးရေးဆောင်ရွက်ပေးဖို့တော်လိုင်းအင်အားစုတွေကအာဆီယံကိုတိုက်တွန်းတောင်းဆိုထားပါတယ်။ ရင်နီကရားပြည်နယ်လွိုက်ကော်မြို့နာတဝိုက်ကစစ်ဘေးရှောင်ပြည်သူတွေကိုလာမဲ့ဒီဇင်ဘာလရွေးကောက်ပွဲမတိုင်ခင်နေရပြန်ဖို့စစ်ကောင်စီတပ်ကလိုက်လံစီယုံနေပါတယ်။ဒီဇင်ဘာမှာတင်ပတ်မဲ့ရွေးကောက်ပွဲအပိုင်း၁ကိုကရင်နီပြည်နယ်မြို့တော်လွိုက်ကော်နဲ့ဘော်လခဲမြို့နှစ်မြို့မှာတင်ပတ်နိုင်ဖို့စစ်ကောင်စီကပြင်ဆင်နေတာပါ။ဒါကြောင့်လွိုက်ကော်နီနာကစစ်ကြောင်းထုတ်ပြီးသွားတဲ့ကြေရွာတွေရှိစစ်ရှောင်တွေကိုရွေးကောက်ပွဲမတိုင်ခင်နေရပြန်ကြဖို့နဲ့လူပြန်မနေတဲ့အိမ်တွေကိုချိတ်ပိတ်မှဖြစ်တဲ့အကြောင်းဒီအပိုင်းတွင်ရက်ွက်အုပ်ချုပ်ရေးမှု းတွေကလိုက်လံနှိုးဆော်နေတယ်လို့စစ်ရှောင်တွေကပြောပါတယ်။ရှမ်းကယီနီနယ်စပ်ဖဲခုံဘက်အချမ်းမှလည်းအလားတူစစ်ရှောင်တွေကိုအိမ်ပြန်ခိုင်းနေပြီးမိုးပြင်းနဲ့ဖမ်းဆောင်ဖက်ကနေထွက်ပြေးလာရတဲ့စစ်ရှောင်တွေလည်းမဲစင်းကြည့်ဖို့နဲ့မဲထဲဖို့အတွက်နေရပြန်နိုင်ဖို့စစ်တပ်ဘက်ကတာဝန်ယူပေးမယ်ဆိုပြီးစစ်ရှောင်စခန်းတွေမှာလိုက်လံစီယုံနေတာပါ။ ကရင်နီပြည်နယ်ကော့ဂရိတ်မြို့နယ်ရှိနဘူးကော့ဂရိတ်လမ်းမကိုစစ်ကောင်စီတပ်က TKPA ဗိုလ်ပြီးအဖွဲ့ BGF တပ်ဖွဲ့တွေရဲ့အကူအညီနဲ့ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့စီရေသတင်းရင်းမြစ်နဲ့ဒေတာခန်တွေကပြောပါတယ်။နဘူးကော့ဂရိတ်လမ်းမကိုစစ်တပ်ကအပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ဖို့နဲ့နေမျိုးစိုးမိုးနိုင်ဖို့တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် TKPA ဗိုလ်ပြီးအဖွဲ့ကရင်ပြည်နယ်နေကြာဆောင်တပ် BGF အကူအညီနဲ့စစ်တောင်းထိုးလာတာကြောင့်တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ ဒါပြင်ကော့ကရိတ်စက္ကခစနစ်ခလရ69နှစ်နဲ့ဂျုံတိုခမရ949ခမရ946ကနေလက်နက်ကြီး drone ပစ်ကူရယူပြီးအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာတာကြောင့်ကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖက်ကနေမြေတချို့ကိုလက်လွတ်လိုက်ရပါတယ်။ ကမ္ဘာရှင်စီဟာအော်တိုဘာ14ရက်မှာတအောင်စကိုအမေရိကန်ဒေါ်လာ4189ဒေါ်လာအထိရှိခဲ့ပြီးဒီပတ်အတွင်းအမြင့်ဆုံးဈေးနှုန်းကိုရောက်ရှိလာပါတယ်။ပြည်တွင်းရှင်စီကလည်းအော်တိုဘာ9ရက်ကအခောက်ရှည်တစ်ချက်သားကို7,500ကျပ်လောက်ရှိခဲ့ပေမဲ့လည်းကမ္ဘာရှင်စီတောက်လျှောက်တက်လာတာနဲ့အမျှအော်တိုဘာ14ရက်ညပိုင်းမှာ7,500အထိမြင့်တက်ရောက်ရှိလာတာပါ။ ကမ္ဘာရှိဆေးကတစ်ပတ်အတွင်းတအောင်စကိုဒေါ်လာ200နီးပါးမြင့်တက်လာပြီးပြည်ရင်းဆေးကတစ်ကြက်သားကိုကျ5သိန်းဝန်းကျင်မြင့်တက်လာပါတယ်။ကမ္ဘာရှိဆေးနဲ့အတူပြင်ပရှိဆေးလည်းမြင့်တက်လာပေမဲ့ရန်ကုန်တိုင်းရှိလုပ်ငန်းရှင်များအသင်းရဲ့တက်တက်သူရွှေရည်ညွန်းဆေးကတော့ငါသာကိုသိန်းကိုတောင်းချက်မှာပဲဈေးဆက်ငိမ့်နေတာတွေ့ရပါတယ်။ဒါပေမဲ့ကမ္ဘာရှိဈေးကညပိုင်းမှာတော့တအောင်စကိုအမေရိကန်ဒေါ်လာ4130ဒေါ်လာဝန်းကျင်ကိုပြန်လည်ကျဆင်းသွားပါတယ်။ ဖုတ်ကလီကခန္ဓာကအလုတ္တမတွေကိုထောက်ပံ့ကြည်တရက်ကိုတထောင်ကျတ်တိုးပေးဖို့စီကောက်စီဩဇာခံအနည်းဆုံးအခကြေးငွေတတ်မှတ်ရင်းဆက်ရအမျိုးသားကော်မတီကအမိန့်ကြေညာချက်ထုတ်ပြန်ပါတယ်စီကောက်စီကနိုင်ငံဝန်ထမ်းနန်း CDM တွေနဲ့အရင်းစားဝန်ထမ်းတွေကိုထောက်ပံ့ကြည်အနေနဲ့တလကို၃တောင်းကျပ်ပေးသွားမယ်လို့ကြေညာပြီးနှစ်ပတ်အကြာမှာပုတ်ကလီကခန္ဓာအတွက်ပါအမိန့်ထုတ်ပြန်လိုက်တာပါ နိုင်ငံဝန်ထမ်းနန်း CDM တွေနဲ့အငိမ့်စားဝန်ထမ်းတွေကိုထောက်ပံ့ကြည့်အနေနဲ့တလတ်ကို၃တန်းချက်ပေးသွားမယ်လို့ကြေညာထားပေမဲ့လည်းပုဂ္ဂလိကခန္ဓာကအလုပ်သမားတွေကိုတော့အလုပ်လုပ်တဲ့ရက်တွေနဲ့1952ခုနှစ်ခွင်းရက်နဲ့အလုပ်ပေးရဲ့ဥပဒေအရအပေါ်ထောက်ပံ့ကြည့်တဲ့ရက်တထောင်ချက်ခန်းစားခွင့်ပေးမှဆိုပြီးခွဲခြားသတ်မှတ်ထားတာလည်းဖြစ်ပါတယ် အခုလိုအလုတ်သမားတွေအတွက်အပူထောက်ပံ့ကြေးပေးဖို့အမိန့်ထုတ်လိုက်တဲ့အတွက်အထိုင်အလျောက်ငွေပိုရဖို့ရှိပေမဲ့လည်းအ ਨੇ စုံအခကျင်းငွေခေါင်းစစ်အောက်မှာရှိမနေလို့အငင်းပွားစရာရှိနိုင်ကြောင်းအလုတ်သမားတမကခေါင်းဆောင်တယောက်ကပြောပါတယ်